forex market မှာ beginner တို့မလုပ်သင့်တဲ့အမှားသုံးခု over trading အလွန်အကျွံ trading မလုပ်ပါနဲ့စိတ်လွတ်ပြီး trade တိုင်းကိုဖွင့်နေတာက trader တွေအတွက်အဆုံးစွန်အမှားပါအခွင့်အရေးကောင်းတာကိုသာရှာပြီး trade မယ်နဲ့ no risk management stop loss မသတ်မှတ်တာ risk management မလုပ်တဲ့ trader တွေ market မှာမရှင်နိုင်ပါဘူး stop loss မသတ်မှတ်ရင် capital ပြုတ်နိုင်ပါတယ်၃ trading without a plan အစီအစဉ်မရှိ trading မလုပ်ပါနဲ့ရောင်းချဝယ်ယူပြီးမှစဉ်းစားနေတာက professional trader တွေရဲ့အနေနဲ့မလုပ်သင့်တဲ့အမှားပါ strategy မရှိရင်ရှုံးပြတ်မှာမလွဲပါဘူး trader တယောက်အနေနဲ့ဒီချက်တွေကိုလိုက်နာရင်တော့အောင်မြင်နိုင်ပါတယ်မင်းတို့ trader တွေကဘာတွေတွေ့ကြုံဘူးလဲ comment မှာမျှဝေပေးပါနောက် video တွေမှာဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင် like and follow လုပ်ထားဖို့မမေ့ပါနဲ့နောက် video မှာပြန်တွေ့မယ် bye bye